မမင်္ဂလာပါကျွန်တော်ဒီကနေ့ညဝင်ကျင်တာက drum pro sweeney pattern 4ရောက်သွားပြီပေါ့เนาะကျန်တာကျန်တာအေးဟို1 2 3ကကျွန်တော်ရှေ့မှာတင်ခဲ့ပြီးပြီနားမလည်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ comment ပေါ့မှာ comment ပေါ့လေးမှာနားမလည်ဘူးဆိုတဲ့အကြောင်းဘယ်နေရာဘလို့ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြန်မေးပေါ့เนาะအချိန်မေးမေးလို့ရကျွန်တော်လည်းအခုနောက်ပိုင်းဒီအစင်ပြင်ဝေးတယ်ပြင်နေတော့เนาะတိတ်ပြီးတော့ဒီ တင်ကန်းစာရေးလဲတိတ်မတင်ပြဘူးပေါ့ဗျာအခုနောက်ပိုင်းလဲကျွန်တော်ပြန် run มาပါအဲအားအားကြောင့်မလို့ channel လေးကိုလဲ subscribe လုပ်ထားပြီးခဲ့ကြပါဟုတ်ပြီအခုကျွန်တော်ပြောင်းဝင်มาက drum button 4ရောက်သွားပြီเนาะ rose vanilla button 4အမှဆိုရင်ကျွန်တော်တို့တစ်ချက်ချင်း နားမလဲမှာလဲစိန်ဘူးနဲ့ကျွန်တော်အခုတင်ပြထားတဲ့ဒီသင်ခန်းစာတွေကိုတစ်ချက်ချင်းလုံရင်းလုံရင်းနဲ့ကျွန်တော်နောက်ပိုင်းနောက်ပိုင်းတွေမှာလိုအပ်ထားလေးတွေကိုကျွန်တော်ဗီဒီယိုထဲမှာပြောပြသွားမယ်။နော် trade 3ဒီဘာကြောင်းဘာကြောင်းဆိုပြီးတော့ကျွန်တော်မတင်တော့ဘူး။ဒီတချင်းတစ်ပုတ်တီးမယ်။အများဆုံးတချင်းတစ်ပုတ်ထိတီးပြမယ်ပေါ့နော်။နောက်ပိုင်းနောက်ပိုင်းတွေလည်းကျွန်တော်ဒီမြန်ဝေပြသွားပါအောင်မယ်။ဟုတ်ပြီလောလောဆယ်အခုကျွန်တော်ဒီ ရိုးဆွဲနီးလေးနော်ဟိုဟာဒရန်ရိုးဆွဲနီးလေးနော်အပိုင်းလေးနော်အဲ့ဒါလေးကိုကျွန်တော်တို့အတူတူချကြည့်ရအောင်ဒါကရှင်းပါတယ်အဲ့ဆိုတော့က snare တွေကြီးပဲချပေးရမှာအဆက်ဆိုတဲ့ဟာအဲ့ဆိုတော့ကတပီးမှာဆိုရင်လေးတပားမှာဆိုရင်လေးပြီးရှိတယ်တပီးမှာဆိုရင်သူက3 4ချက်ချပေးရမယ်အဆက်ကလေးပါကျွန်တော်ထည့်တွဲထားတယ်နော်ထည့်တွဲအဆက်ကလေးကထည့်တွဲပေးပါအမေကတော့မသိကြဘူးကြမနားမော်ရည်ရည်လေးကြနော်ဟုတ်ပြီအဲ့မှာအဲ့ဆိုတော့ဒီပထမဆုံးတက်ွက်မှာ ပထမဆုံးတက်ွက်မှာဒီအဲ့နော် ဒုတိယတစ်ခွက်မှာကပါလာမလဲအဲ့အဆက်လာလဲဆိုတော့အဆက်ကိုဖြောက်ပေးလိုက်တတိယခွက်မှာအဲ့ကြံရင်လည်းအဲ့တိုင်းပဲသွားမှာနော်ဟုတ်ပြီလို့လီပါမရှိဘူး အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော် drum rule နော်ငါ fight အကြောင်းဆက်ပြီးတော့တခါတည်းရှင်းပြသွားပါမယ်